မစလာနန်လေးမှုရင်းနေတဲ့စိတ်ကလေးစာရင်းလေးတစ်ခွက်ပါရှင်။ Hello အားလုံးဝမင်္ဂလာပါရှင်။ဒီနေ့ကတော့စိတ်ကလေးစာရင်းလေးချက်စာမယ်ပေါ့နော်။စိတ်ကလေးစာကိုရှာလကိုင်းနဲ့နှက်ထားတာလေးကျွန်မမရိုက်မိလိုက်ပါဘူးရှင်။သူကရှာလကိုင်းနဲ့3မိနစ်30လောက်နှက်ထားပြီးွားရင်ကျွန်တော်ရေနဲ့တန်ရှင်းစင်ကြအောင်ထထဆီးကြုံမယ်ပေါ့နော်။ပြီးွားရင်ရတာလေးနေပါမယ်။ရတာတော့ထုံးစံနိုင်ချိုမုတ်စာစနွေမုံရုပ်ကောင်းမုံမဆလာနဲ့ရှောက်ရှောက်သီးပေါ့နော်ရှောက်သီးလေးထည့်ပြီးတော့ရတာလေးအားလုံးနှံ့ဆက်သွားအောင်တည်တည်ချာချာလေးနေသွားပြီးလိုက်ပါမယ်ရှင် ညီတဲ့အသားတွေစားရမယ်ဆိုလို့ရှိရင်ကျမတို့ရုံဆုံးရှာလကာရေးသို့မဟုတ်တမီယိုဒီတမယာဒီရှောက်သီးတို့နဲ့နေပြီးတော့ပေါ့နော်မိနစ်30တနာရီလောက်နှက်ထားပြီးတော့အနံ့နေပေါ့နော်ဒီအနံ့သက်တွေထုတ်တင်နေပေါ့နော်အိမ်မှာဆိုလို့ရှိရင်အများတမ်းပဲလုံရှာလကာရေးနဲ့တောင်မို့ရှောက်သီးတမယာဒီတို့နဲ့နှက်ထားတယ်ပေါ့နော်နိုင်ပေါ့လောက်နှက်ထားတယ်နှက်ပြီးတော့မှကျမတို့ဒီ ရေနဲ့ဆေးကြောပြီးတော့မှရတာနေနေတာပေါ့နော်အဲ့တော့ခုနကနေထားတဲ့ရတာနေထားတဲ့စိတ်ကလေးသားကိုကျွန်တော်ကတရက်ကြိုးပြီးတော့နှက်ထားလိုက်တာပေါ့နော်ရေကြီးတဲ့တာတွေထည့်နှက်ထားလိုက်တာပါရှင်ပြီးွားရင်တော့ဟင်းအနှစ်အတွက်ကိုစွတ်သွန်ဖြူစွတ်သွန်နေခြင်းလေးတွေကိုကျွန်တော်တို့ညက်နေအောင်ကြိတ်လိုက်ပါမယ်ရှင်ဒီနေ့တော့ကြိတ်ဆက်နဲ့ပဲကြိတ်လိုက်တယ်ပေါ့နော် ရုပ်စုံနဲ့ထောင်းလဲရပါတယ်ရှင်အဲ့တော့ကြိတ်ထားတဲ့ပါဝင်ပစ္စည်းလေးတွေကိုကျွန်တော်တို့စီနဲ့ချက်သွားတဲ့အနေထားလောက်ထိချက်သွားပေးလိုက်ပါမယ်ရှင် အိမ်မှာတော့အသားငားတယ်ဆိုလို့ရှိရင်တရက်လောက်ကြိုးပွဲ ပြီးရတာတွေနေပြီးတော့တရက်လောက်ကြိုးနှက်တက်တက်ပေါ့နော်ပြီးတော့အသားတွေအသားတွေကိုဒီလိုရတာတွေဝင်သွားစီဖို့အတွက်ကျမတို့ကတရက်ကြိုးကြိုးပြီးဝယ်တယ်ပြီးတော့လို့ရှိရင်ရေခဲတက်တာတွေမှာထည့်နှက်ထားတက်တက်ပေါ့နော်အဲ့တော့ခုစိတ်ကလေးစားကိုလည်းကျွန်တော်ရတာနေပြီးတော့ရေခဲတရာရဲ့ထဲနှက်ထားလိုက်ပါရရှင်။ပအဝင်ပစ္စည်းလေးတွေကအယောင်ပြောင်းပြီးချက်တဲ့အနေထားရောက်ပြီဆိုတော့ကျွန်တော်ရုပ်သီးစိတ်မှုလေးထည့်လိုက်မယ်ပေါ့နော်။ရုပ်သီးစိတ်မှုကိုလည်းရုပ်သီးနဲ့ပျောက်သွားတဲ့အနေထားလောက်ဒီကျွန်တော်ချက်သွားပြီးလိုက်ပါမယ်ရှင်။ ဒီနေရာမှာကျွန်တော်တို့ပါဝင်ပစ္စည်းတွေကိုထည့်ချင်နေပေါ့နော်ရုပ်သီးစိတ်မှုပါတခါတည်းထည့်ချက်လို့မရဘူးလားမဟုတ်ဘူးရပါတယ်ရှင်အဲကျွန်တော်တို့ပါဝင်ပစ္စည်းတွေနဲ့ရုပ်သီးစိတ်မှုတွေနဲ့ဆိုရုပ်သီးစိတ်မှုကအရန်ကျွမ်းသွားမှာဆိုလို့လေပါဝင်ပစ္စည်းလေးတွေကိုအရင်ချက်ပြီးွားတော့မောင်းရုပ်သီးစိတ်မှုလေးကိုအနံ့ပြောက်တတိထည့်ချက်မယ်ပေါ့နော်ပြီးွားရင်အနံ့အနေနဲ့မဆလာလေးထည့်ထည့်လိုက်ပါတယ်ရှင်မစလာထည့်ပြီးတော့အနံ့နေအားလုံးနှံ့ဆက်သွားအောင်ပေါ့နော်တည်တည်ချာချာလေးမှုသွားပေးလိုက်ပါမယ်ရှင်ပြီးွားရင်တစ်ချပူကောင်းနဲ့ကာရဝေးရွက်လေးလည်းထည့်လိုက်ပါမယ်ရှင် ဒီစပိုးကောင်းတဲ့ကရော်ဝေးရွက်လေးလည်းချက်သွားတဲ့အနေထားလောက်ရောက်သွားပြီဆိုလို့ရှိရင်တော့ကျမတို့ တရက်ကျိုးနှက်ထားတဲ့စိတ်ကလေးစားတွေကိုထည့်လိုက်ပါမယ်။ဒါစိတ်ကလေးစားရေခဲတရားတွေကထည့်တာတော့ခဲတလောင်ကြီးရပါတော့။အဲတော့ခဲတောင်ကြီးရဲ့ထည့်ကိုကျွန်တော်တို့ကချက်ထားတဲ့ဟိနှစ်လေးထည့်လိုက်ပါမယ်။ပြီးတော့စုံစည်းရေလေးထည့်ပါမယ်။ပြီးွားရင်ရေလေးနဲ့ပေါ့နော်။မီးအေးအေးလေးနဲ့တဲသွားပေးလိုက်ပါမယ်ရှင်။စိတ်ကလေးစားကတော့မာတဲ့အသားပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ရှာလာကရင်လည်းစိန်ထားတယ်။ရှောက်သီးနဲ့လည်းထည့်ပြီးတော့ချက်ထားတဲ့အခါကျတော့အနူးတော့မြန်ပါတယ်။ဒါပေမဲ့ရေလေးတော့ထည့်ထည့်ပြီးတော့ထည့်ပေးရတာပေါ့နော်။နူးဤသွားတဲ့အနေထားလို့ကျွန်တော်တို့ကချက်မှဖြစ်တဲ့အတွက်ရေထည့်လိုက်အဖုံအုပ် ီးတော့ချက်လိုက်နေပေါ့နော်။နူဤသွားတဲ့အနေထားလောက်ထိချက်သွားပြီးလိုက်ပါမယ်ရှင်။အဲ့တော့ကျမတို့ကတော့ရေထည့်ပြီးတော့ပေါ့နော်စိမ်းပြီးနှစ်ပြည့်နဲ့ကိုတည်တည်ကြာကြာလေးနူးဤသွားတဲ့အနေထားလောက်ကြီးချက်သွားပြီးလိုက်ပါရရှင်။ မဆလာကရဝေးရွက်တွေတချို့ကောင်းတာနေနဲ့လေမှုေးပြီးအရန်ကိုမဆလာကောင်းပါရဲ့ရှင်။ကဲလုံးဝနူးဤသွားတဲ့အနေထားရောက်သွားပြီးရေလဲတော်တော်လေးခန်းသွားပြီပေါ့နော်။စိတ်ကလေးစားလေးကလည်းလုံးဝနူးဤသွားပြီဆိုရင်နောက်ဆုံးမှမဆလာလေးအုပ်ပြီးတော့တည်တည်ချာချာလေးမှုေးပြီးလိုက်ပါမယ်ရှင်။အဲ့တော့ကျမတို့ချက်တုံးကတော့အိုးအပြည့်နဲ့ပေါ့နော်။တကယ်တကယ်နူးဤသွားတဲ့အခါကျတော့ပေါ့နော်။အိုးဘာမှတော့သိမရှိတော့ပါဘူးရှင်။ဒါပေမဲ့နူးဤမှလည်းစားလို့ကောင်းတာပေါ့နော်။ ရေ3လေးချိန်လောက်တော့ထည့်ပြီးတော့တေချာနိုးဤသွားတဲ့အနေထားလောက်ထိချက်သွားပေးလိုက်ပါရရှင်။မစနာနာနေမှုပြီးတော့အရှမ်းကိုမှဆာလို့ကောင်းတဲ့စိတ်ကလေးရသားရင်တစ်ခွက်ပါရှင်။ကျွန်မရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးကြတဲ့တူရိယာစင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရရှင်။ဒီစိတ်ကလေးစာရင်ချက်နီလေးကအရန်လွယ်ကူတာမို့လို့ကျွန်မရဲ့ဗီဒီယိုလေးကအားလုံးတော့အဆင်ပြေပဲလို့ပြောလင်းပါရရှင်။ကျွန်မရဲ့နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းအားပေးကြပါအောင်လို့တောင်းဆိုပါရနော်။နောက်တော့ Flory မှာပြန်တွေ့ပါမယ်။ Bye bye ။